ဂရစ်ရဲ့မျက်နှာကြီးတောက်ရှင်းနေရပဲနော်အသားရေကောင်းလိုက်တာဆိုပြီးလလမေးကြတဲ့ဖူဒီလေးတွေအတွက်ကိုဂရစ်တော်နေကြနေရလေးတစ်ခု sharing လုပ်ပေးပါမယ်ရှင်ဂရစ်တော်နေကြနေရလေးကတော့အမီရာပဲဖြစ်ပါတယ်ရှင်ဗဟန်းမြို့နယ်ဒမက်စရီလန်နဲ့လင့်လန်တောင်မှာရှိတာပဲဖြစ်ပါတယ်ရှင်ဒီတစ်ခေါက်ကတော့ဂရစ်မှာပွဲတက်လေးတစ်ခုရှိတာနဲ့ချက်ချင်းလုပ်ပြီးချက်ချင်းတိတာတဲ့ treatment လေးတစ်ခုယူခဲ့ပါတယ်ရှင်ပွဲတက်တဲ့အခါမှာ makeup တွေလိမ့်ဖို့အတွက်ဆိုရင်အောက်ခံအသားရေလေးကောင်းနေဖို့ကလည်းလိုအပ်ပါတယ်အောက်ခံအသားရေလေးကကြီးကြီးတောက်တောက်ရှင်းရှင်းလေးဖြစ်လေလေ makeup look ကလည်းပိုလှလေလေပေါ့ เนาะအားကြောင့်မိုးချက်ချင်းလှုပ်ပြီးချက်ချင်းတိတာတဲ့ Dallas Glow လေးကိုလောက်ခဲ့ပါတယ်ရှင်မီရောမှာဆိုရင်တော့ခေါင်းစားခြေဆုံး treatment နေအများကြီးပဲရှိပါတယ်ဒီတစ်ခေါက်ကတော့ Grace ကဖက်ရှယ် treatment လေးလောက်ခဲ့ပါတယ်သူကလေပထမဆုံးမျက်နှာကို deep cleansing လုပ်ပေးတယ်ပြီးရင်ကာဗွန်မဟုတ်ဘဲနဲ့ collagen ထွက်စေတဲ့ laser step လေးလုပ်ပေးပြီးတော့နောက်ဆုံးမှရေဓာတ်ပြန်လည်ဖြည့်တင်းပေးတာမလို့မျက်နှာညစ်နေတဲ့သူတွေအတွက်အရန်တင့်တော်ပါတယ်ချက်ချင်းလဲမျက်နှာလေးကြည်သွားစေတာမလို့ပွဲတက်မဲ့သူတွေအတွက်မင်္ဂလာဆောင်ရှိတဲ့သူတွေအတွက်ကိုလုပ်ဖို့အတွက် recommend ပေးပါတယ်တပတ်နေရင်လဲ collagen တွေပို ပြီးထွက်လာတာမလို့အသားအရာပို့ပြီးတော့ကောင်းလာစေပါတယ်ရှင် grace ကလေမျက်နှာကိုပြစ်ထားတာတော်တော်ကြားနေပြီ grace ဆိုလို့ရှိရင်ရိုက်ကိုရေးတွေသွားတယ်ပွဲတက်တွေသွားတယ်နေ့တိုင်းနေ့ပါမိတ်ကပ်တွေလိမ့်နေပြန်လာတဲ့အခါမှာလည်း deep cleansing လုပ်ဖြစ်တဲ့နေ့လည်းလုပ်ဖြစ်တယ်အ skin care လိမ့်ဖြစ်တဲ့နေ့လည်းလိမ့်ဖြစ်တယ်ဒါမှမလုပ်ဖြစ်ဖက်ဖြစ်ထားတဲ့နေ့လည်းများတယ်အ grace တို့လူတွေအတွက်အပြင်းထူတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီလိုမျိုး treatment လေးရှိတာက တော်တော်လေးအဆင်ပြေပါတယ် ချက်ချင်းလောက်ပြီးချက်ချင်းတိတာသွားတာဆိုတော့အချိန်သိမ့်ရတဲ့သူတွေအတွက်အပြင်းထူတဲ့သူတွေအတွက်ကလုံးဝတိတာတဲ့ reset တစ်ခုရတဲ့ treatment ပေါ့နော်။ဒါတော့ treatment ယူပြီးသွားတဲ့ reset ပါ။သူကလေအသားအယောင်ညညာစီပြီးတော့ glow စီတယ်။ carbon laser step လေးပါလို့အရေးချောင်းတွေကိုလည်းတတ်တာစီတယ်။ collagen ကိုလှုံ့ဆော်ပေးပြီးတော့အသားရည်ကိုတင်းရင်စီတယ်။အသက်အရွယ်ကြောင့်ဖြစ်တဲ့ချွေးပေါက်ကျဲတာကိုလည်းကျင်းစီပါတယ်။ဒီမှာကြည့်ပါအောင် grace ရဲ့ပါလေးတွေဆိုပြောင်းတင်းပြီးစုံအိညာပဲ။ ဂရစ်တော့တော်တော်လေးကြိုက်သွားပြီဆိုတော့ဂရစ်ယူခဲ့တဲ့ treatment လေးကတော့ Dallas Glow ပဲဖြစ်ပါတယ်ရှင်ဂရစ်သွားခဲ့တဲ့နေရာလေးကတော့ Amira ပဲဖြစ်ပါတယ်ရှင်ဗဟန်းမြို့နယ် Damascus Land နဲ့ Link Land တောင်မှာရှိတာပဲဖြစ်ပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကိုအားလုံးပဲသဘောကျနေကြိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲတတား